အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ည12:00နာရီခွဲမှာရှင်ပြိုင်ကစားမဲ့ FIBA Club World Cup ပွဲစဉ်တပွဲဖြစ်တဲ့ Flamingo အသင်းနဲ့ Chelsea အသင်းရဲ့ပွဲစဉ်ကိုပွဲချုပ်တုံးသက်ခံမှန်းရွေးချယ်မှုလေးပြုလုပ်ပေးကြပါတယ်ဆိုတော့ Club World Cup တွေကစနေပြီဆိုပေမဲ့လည်းရှေ့ရက်တွေကပွဲစဉ်တွေကတော့အကြိုက်မတွေ့တာလေတချောင်းပွဲချုပ်တုံးသက်ချက်လေးမလုပ်ဖြစ်ဘူးပြောရမယ်ဆိုရင်တော့စောင့်ကြည့်နေသေးပေါ့နော်ပွဲစဉ်လေးကို ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ဖလမင်ဂိုအသင်းနဲ့ချက်စီးသင်းရဲ့ပွဲစဉ်လေးကိုတော့စိတ်ဝင်စားရတယ်ပြီးတော့ဘောကြီးသုံးသက်ချက်စောင့်နေကြတဲ့ကိုညီကိုတို့လည်းအကောင်းဆုံးကြိုးစားပြီးတော့ရွေးချယ်မှုလေးပြုလုပ်ပေးချင်တာကြောင့်ပေါ့နော်ဒီဗီဒီယိုလေးကိုပြုလုပ်ရခြင်းလည်းဖြစ်ပါတယ်။ Okay ဆိုတော့ဖလမင်ဂိုကတော့ဘရာဇီးကလပ်ဖြစ်တယ်ချက်စီးကတော့အထူးတက်လေမိတ်ဆက်နေစရာမလိုပါဘူး။စိတ်ဝင်စားဖို့ကောင်းတာကတော့ကနဦးအနေနဲ့ပေါ့နော်ဒီပွဲပေါ်အမြင်ကတော့အာရှဇီးကအကြောပေးမှုလေးပဲဖြစ်ပါတယ်။ဆိုတော့အာရှဇီးကအကြောပေးမှုကတော့ချက်စီးအသင်းက level 65နဲ့80ဝန်းကျင်လောက်ပဲပြီးသားတာတော့စိတ်ဝင်စားဖို့တော်တော်လေးတော့ကောင်းနေဘူကီရီအနေနဲ့อืมချက်စီးကိုခေါ်နေတဲ့အခြေမျိုးလေးဖြစ်နေပါတယ်โอเคဆက်လက်ပြီးကျွန်တော်သုံးသပ်ကြည့်အောင်ဆိုတော့ပမာဦးဆုံးပြောချင်တာကတော့လက်ရှိမှာကျွန်တော်တို့ဒါ Club World Cup ရဲ့အာ Club World Cup ဆိုတာဒါတကဘာလုံးကတိုက်အသီးသီးရပါဘောနော် Champion တွေစုပြီးတော့ကန်တဲ့ပွဲစဉ်ဖြစ်တယ်အဲ့ဒီထဲမှာမှလက်ရှိမှာရလက်ပိုင်းကောင်းနေတာက ကျွန်တော်လက်ရှိဥရောပအသင်းကြီးတွေထက်ကျော်လွန်ပြီးရလပိုင်းကောင်းနေတာကတော့တောင်အမေရိကကလပ်တွေဖြစ်တယ်အဲ့ဒီထဲမှာမှဘရာဇီးကလပ်တွေကတော့ပို့ပြီးတော့ခြေစွာနေတာမျိုးလေးရှိတယ်ညကပွဲစဉ်မှာဆိုလို့ရှိရင်လည်းချန်ပီယံလိချန်ပီယံကြီးဖြစ်တဲ့ PSG အသင်းကိုဘရာဇီးကလပ် Botafogo ကအနိုင်ရရှိသွားတာမျိုးရှိတယ်ပြီးတော့ Palmeiras တို့ရလပ်တွေကောင်းနေတယ်လက်ရှိ Flamengo ဆိုလို့ရှိရင်လည်းတပွဲကစားပြီးတော့တပွဲနိုင်ထားတယ်ဆိုတော့ဟိုရလပိုင်းတွေကောင်းနေတာမျိုးရှိတယ်ဆိုတော့တောင်အမေရိကကလပ်တွေကတော့လက်ရှိ Club World Cup မှာခြေစွာနေတာမျိုးရှိတယ်ဆိုတော့ Chelsea သင်းနေနဲ့ ဖလမင်ဂိုအသင်းကိုအနိုင်ရရှိပါမလားโอเคကျွန်တော် recent form လေးကြည့်အောင်ဆိုတော့ဖလမင်ဂိုအသင်းကတော့ဒါအဖွင့်ပွဲစဉ်မှာတူနီရှားကလပ်ပေါ့နော်တူနီရှားကလပ်ဒါ Aspirants အသင်းကို2-0ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိထားတယ်တစ်ဖက်က Chelsea အသင်း Chelsea အသင်းကလည်းအဖွင့်ပွဲစဉ်မှာအသင်းကြီး PP Premier League အသင်းကြီး PP ရလက်ပိုင်းကောင်းလာတယ်ကွန်ဖရင့်အာလီးရဲ့ချန်ပီယံ PP ပေါ့နော်အင်ရှင်ဖြစ်တယ် အမေရိကန်ကလပ်ဖြစ်တဲ့ LAFC အသင်းကိုဒါနီတိုရောဖာနန်ဒက်စ်တို့ရဲ့ twin goal တွေနဲ့တူးစီဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိထားတယ်။ဒါကြောင့် Flamingo နဲ့ Chelsea အသင်းပါဝင်နေတဲ့ဒီအုပ်စုမှာဆိုလို့ရှိရင်တော့ Flamingo ရော Chelsea ရောကတော့ရမှတ်3မှတ်ဂိုးကွာချချက်ကလည်း plus 2ဂိုးစီနဲ့အဆင့်1နဲ့2မှာရပ်တည်နေတာမျိုးရှိတယ်။ Okay ဆိုတော့ဒီပွဲစဉ်ကတော့ဒီအုပ်စုမှာနောက်တစ်ဆင့်တက်ဖို့အတွက်အာရေပန်းစားနေတဲ့နှစ်သင်းရဲ့တွဲဆုံမှုဖြစ်တာကြောင့်ရမှတ်သုံးမှတ်ကတော့အရေးကြီးတဲ့အနေအထားမျိုးလေးမှာရှိတယ် ဆိုလူချင်းရကြည့်မယ်ဆိုလို့ရှိရင်တော့ပြောနေစရာမလိုပါဘူးဒါချက်စီးတင်ရတော့ပိုကောင်းတဲ့အစုဖွဲ့နဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားတယ်အဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ရှေ့ရပြောလို့ပေါ့နော်အာရှအကြောပေးမှုမှာချက်စီးအသင်းအနေနဲ့မနက်ခင်းကအကြောပေးမှုထပ်တောင်းမှညနေပိုင်းမှာကြာလာပြီးတော့ဒါ level 65နဲ့80ဝန်းကျင်လောက်ပဲပြီးရတာကတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ချက်စီးအသင်းအနေနဲ့ဒါ Flamingo ထပ်စားလို့ရှိရင်တော့ပုံရိပ်လေးကြီးမားတယ်အများကြီးတာတယ်လူချင်းရအဆအဆရရတာလွန်နေတာချက်စီးအသင်းသာအနိုင်ရရှိမယ်ဆိုလို့ရှိရင်တော့အနိုင်ရရှိမယ်ကြီးမျိုးပေါ့နော်ပေးတင်တာမျိုးရှိတယ် ီပွဲစဉ်ကပွင့်လင်းပြောမယ်ဆိုလို့ရှိရင်တော့ဒါအမေရိကန်မှာကစားတာဖြစ်တဲ့အတွက်နှစ်သင်းစလုံးအတွက်ကတော့ဒါအိမ်ဝင်းမဟုတ်ဘဲနဲ့ဂျာကွင်းမှာကစားရတဲ့အနေအထားဆိုတော့အိမ်ဝင်းအတာကြက်ရည်လို့မရှိဘူးဒီနေထားမှာချက်စီးသင်းရအတင်းကြီးဆိုတော့ချက်စီးသင်းပေးသင်းတဲ့ကြီးကတော့ကျွန်တော်စိတ်ထင်တာ190အနိုင်ဆိုရဲကြီးမျိုးလောက်တော့ပေးသင်းတယ်လို့တော့ထင်တယ်လက်ရှိမှာတည်ကြရင်တော့မှဒါ65ပြားလောက်ပဲရှုံးမဲ့အနေအထားတလုံးသွင်းရင်တော့အပြည့်နိုင်ပြီဆိုတာကတော့အရန်ကိုပေါ့နော်ပျော်လွန်အားကြီးရဲ့ကြီးလို့ပြောလို့ရတယ်အာဒါကြောင့်လည်းဘိုကီတွေဘာတွေစဉ်းစားနေလဲပေါ့နော်အာ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ Okay လူချင်းရကြည့်မယ်ဆိုလို့ရှိရင်လေဒါ Flamingo အသင်းဘက်မှာဆိုရင်တော့စောင့်ကြည့်ရမယ့်ကစားသမားတွေကတော့ဒါ Greece တို့တောင်ပံက Ashuro နဲ့တိုက်စင်မှု Pablo တို့ပဲရှိတယ်ဗျ။အဆူဖဲမှုကတော့ Flamingo ကတော့ကောင်းတယ်လို့တော့ကျွန်တော်ဒါသုံးသပ်လို့တော့ရတယ်။အဲချက်စီတင်ရတော့ဗျာပြောနေစရာမလိုပါဘူးတိုက်စစ်ပိုင်းမှာနီကိုလက်ဂျက်စင်တို့မာတူယာကီတို့ဒါနီတိုတို့ကိုပတ်မာတို့ရှိနေတဲ့အနေထားကွင်းလဲမှာဆိုလို့ရှိရင်လဲကိုက်စီတို့လာဗီယာတို့ပွဲထွက်လာဖို့ရှိတယ်နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လဲကူကူလဲလာလေဗိုက်ကိုပဲချာလိုပါနဲ့ရစ်ဂျိန်း ကိုသမားဆန်းချက်ဆိုတော့လူစင်းတောင့်တင်းတဲ့အနေထားကြီးမှာဖလမင်ဂိုကိုချေးမပီးရတာကတော့အန်အိုးတော့ကောင်းတယ်။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်လူရင်းတူရှင်ပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော် ဖလမင်ကိုအသင်းတော်မှာပို့ပြီးတော့ကြိုက်တယ်အနိုင်ချင်းမျိုးမပေးရတဲ့အတွက်ပေါ့နော်ဒီပွဲစဉ်မှာတော့ချက်စီကိုရွေးချယ်ခြင်းနဲ့ညီကိုရီးယားတို့သတိထားဖို့လိုတယ်ကျွန်တော်တို့ဖလမင်ကိုအသင်းကိုရွေးချယ်ပေးခြင်းပါတယ်ဂိုးပေါင်းကြီးရကြည့်မယ်ဆိုလို့ရှိရင်လည်းဒါဂိုးအောင်နိုင်တဲ့ပွဲစဉ်လို့တော့ထင်တယ်ဂိုးပေါင်းကြီးရနှလုံးပိုင်းနဲ့80ဆိုတာပေးရတာဖြစ်တယ်တော့အာကိုောက်သွားနိုင်တယ်လို့တော့ထင်တယ်ကျွန်တော်စိတ်ထင်ဒီပွဲစဉ်ကဝမ်ဝမ်ဆိုရဲရလက်ကူများဥတီနေလားတော့မသိဘူးဒါတော့ကျွန်တော်အမြင်မှာโอเคဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဖလမင်ကိုဘော်ဒီလေးကိုကြိုက်ပါတယ် ဖလမင်ဂိုဘော်ဒီကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်။ Okay အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။အမြင်လေးကိုမှ box မှာဝင်မြတ်ပေးသွားကြကြပါအောင်။ကျေးဇူးတူခဲ့တင်ရှိပါတယ်ခင်ဗျာ။